ဒီနေ့မှလည်းရကူးဆိုတဲ့သူကတော့နေမထွက်ခင်အစောကြီးအိယာကနိုးထလာခဲ့ပါရယ်သူကတခုတ်သမားတို့ဖြစ်ပြီးဒီနေ့မှလည်းပစိန်တလက်ကိုကောက်ကင်ကတောက်ထဲဝင်သွားပါရယ်ငါနေ့တိုင်းအခုလိုမျိုးပဲတောက်ထဲဝင်ပြီးတော့တစ်တွေခုန်နေကြဒီဘက်ခြံမှာတစ်ခုတ်တာများပြီးဆိုတော့ဟိုဘက်ခြံကိုသွားကြည့်မှနဲ့တွေ့တယ်အဲ့ဒီနေရာမှာဒီထက်ပိုပြီးတော့ကြီးတဲ့တစ်ပင်တွေပါတယ်တွေ့ရင်တော့ငါပွားပြီပဲဟိရကူးကလည်းပခုံးပေါ်မှာပစိန်ကိုထမ်းပြီးနောက်မှာတော့တစ်ဖက်တောက်ထဲဝင်သွားပါရယ် သူလည်းတပင်ကြီးတွေကိုခုံယူပြီးနောက်မှာတော့တဲတွေကိုစူးစီးပါရီရဂူတပင်တပင်ကိုခုံးနေခဲ့တဲ့အချိန်မှာပဲတပင်တဲကသွေးထွက်လာပါရီတောက်တွေ့ခဲ့ရတဲ့ခါမှာရဂူလည်းအတော်လေးလန့်သွားပါရီတပင်နေရနေပြီးတော့သွေးတွေထွက်နေရပါလားဘလို့ဖြစ်ရလဲဒီတပင်တဲကသွေးထွက်တယ်ဆိုတော့အတော်လေးကိုထူးဆန်းတာပဲအိုဖျားသခင်ဒါဘလို့လို့ဖြစ်နိုင်မလဲတပင်မှာသွေးထွက်တာကျွန်တော်တခါမှမမြင်ဘူးဘူးရဂူတပင်နေကိုငှောက်ကြည့်လိုက်တဲ့အခါမှာတော့အာအသင့်သွားပါရီဟာဒုက္ခပဲတပင်ကသွေးမမထွက်တာ အခုဖြစ်ပြနေတဲ့ကိစ္စတွေကမွေကြောင့်ပဲတစ်ပင်ထဲမှာမွေတကောင်ရှိနေတယ်။ငါကတစ်ပင်ထဲကနေဘလို့ဖြစ်ပြီးသွေးထွက်နေရလဲဆိုပြီးတော့စဉ်းစားနေတာ။ကဲကဲကဲဒါပါလေဒါအလောက်ထိအရေးကြီးတဲ့ကိစ္စလည်းမဟုတ်။အမြဲတမ်းမွေရေးဆိုတာကတည်နေတာပဲ။လောကကြီးမှာမွေရေးတရက်တရက်ဘဏ္ဍကောင်လောက်တည်နေလဲငါတော့မှရေထွက်မနိုင်ဘူး။သူ့ကိုတော့ဒီမှာပဲထားလိုက်တော့ငါနဲ့ဆိုင်တာမဟုတ်ဘူး။ငါအိမ်ပြန်တော့မယ်။အခုငါတစ်တွေအများကြီးလဲရနေပြီဆိုတော့အဆင်ပြေသွားပြီလေ။ရဟူးကတော့ပြောဆိုပြီးနောက်ထွက်ခွာသွားခဲ့ပါရဲ့။ ခဏကြာမှာတော့ဒီနေရာကနေဆရာကြီးတပါဖြတ်သွားနေခဲ့ပြီးသူကတော့မွေးကိုတွေးသွားပါတယ်။ဒါပါလေဒါတာမမွေးတကောင်မဟုတ်ဘူးပဲ။သူကဆူတောင်းပြေးထားတယ်မွေးပဲ။အော်တနာပါတယ်။သူရဲ့ဘွားကတော့တုံးပြီ။သူ့ဘယ်သူကများဒီလိုအခြေအနေဖြစ်စေခဲ့တာလဲ။တည်ပြီးတာတော့မှအတော်လေးကိုခံစားနေရပါလား။ဒါဆိုရင်တော့သူအခုချိန်ထိအသက်ငုံငွေလေးကြံသေးရနေတူတယ်။ငါတို့ကဲတင်ပေးရမယ်။ဒီလိုနဲ့ဆရာကြီးကလည်းမွေရဲ့အစိပ်ပိုင်းတွေကိုကောက်ယူပြီးနောက်မှာတော့မွေကိုပြန်လဲအသက်သွင်းပေးဖို့အတွက်ကြိုးစားပါရစေ။ ဘလောက်ပဲကြိုးစားနေပါစေဆရာကြီးကတော့မွေရဲ့အပိုင်းတွေကိုမဆက်ပေးနိုင်ခဲ့ပါဘူးဒီအချိန်မှာသူကလည်းသူ့ရဲ့အိတ်ထဲမှာရှိတဲ့ပလင်းတစ်ပလင်းထုတ်ပါရယ်ငါကဒီမှာနှစ်ပေါင်းများစွာကြာအောင်တရဲတွေကိုတင်းစီထားခဲ့တာဒီမွေကိုနှစ်ပိုင်းပြန်ဆက်သွားအောင်လို့မွေတရဲနဲ့ဆက်ပေးလိုက်မယ်ဒီနောက်မှာတော့ဆရာကြီးကလည်းပလင်းထဲမှာတင်းစီထားတဲ့တရဲတစ်ကောင်ကိုထုတ်ပေးပြီးမွေနဲ့ဆက်ပေးလိုက်ပါရယ်ခဏကြာမျိုးလုံးမှိတ်ပြီးတော့ဂါရမန်တန်တွေရုတ်ဖတ်နေခဲ့ပါရယ်ဒီလိုနဲ့မွေကိုအသက်ပြန်ရှင်သွားအောင်သူလှုပ်ပေးနိုင်သွားပါရယ် ဒါဘာလို့ကြာလဲငါရဲ့ခန္ဓာကိုယ်ကိုမင်းဒါဘာလို့လိုက်ကြာလဲနင်တို့အခုငါလုံးဝအလှုပ်ပေးမှမဟုတ်တော့ဘူးငါကိုယ်တိုင်မင်းကိုကဲတင်ပေးနိုင်ခဲ့တယ်လို့မျိုးမင်းကိုတက်ခါတဲ့အဆုံးအသတ်ပြစ်လိုက်လို့ရတယ်ဆိုတာကိုလည်းမမေ့နဲ့အောင်မင်းရဲ့ခန္ဓာကိုယ်ကိုပြန်လဲအသက်ရှင်သွားအောင်လို့ငါကပေးခဲ့တာမင်းကိုတစုံတယောက်ကဒီလိုအခြေအနေဖြစ်အောင်လှုပ်သွားခဲ့တာမင်းကိုနှစ်ပိုင်းပိုင်းပြီးသူကတော့ထွက်ပြေးသွားခဲ့မင်းတရအနာတရအပြင်းထန်ရပြီးတော့ဒီနေရာမှာလဲကြနေခဲ့အောင်တွေးလို့ငါကမင်းကိုအကူအညီပေးခဲ့တာပဲ မင်းတို့အသက်ပြန်သွင်းပေးခဲ့ပေမယ့်ဘလုံးမအဆင်မပြေလို့အခုလိုမျိုးငါလှုပ်ခဲ့ရတာငါရှိမှအခုဒီနီလန်တစ်ခုပဲကြမ်းနေဒါဆိုရင်ဘာဖြစ်လို့ဒီတရေကောက်နဲ့ငါရဲ့ခန္ဓာကိုယ်ကိုဆက်သွယ်ပေးလိုက်ရတာလဲတခြားတစ်ခုမရဘူးလားဒီတရေကဘလောက်တောင်မှရုပ်ဆိုးလိုက်တယ်လဲဒီပုံစံကြီးနဲ့ငါဘလို့နေထိုင်သွားရမှာလဲပြီးတော့ကြောက်စရာကောင်းလိုက်တာဒီတရေကြီးကလည်းမဲတူးနေရပဲအားလုံးကကြောက်ကုန်ကြလိမ့်မယ်ဒီလောက်ရုပ်ဆိုးတဲ့ခန္ဓာကိုယ်ကြီးကိုရသွားမှာတော့အသက်ရှင်နေရအပေါ်ပဲလေရုပ်ကလည်းဆိုအသားကလည်းမဲတူးနေရပဲ ရပါတယ်မစိုးရင်ပါနဲ့ငါကမင်းကိုအသက်ပြန်ရှင်သွားအောင်လုပ်ပေးခဲ့တယ်လို့မျိုးမင်းရဲ့ခန္ဓာကိုယ်ကိုလည်းပြန်ပေးနိုင်တယ်။အဲ့ဒီတော့ဆိုရင်တော့အချိန်အနည်းငယ်ပေးရလိမ့်မယ်။ဒီအတိုင်းတော့မရဘူးမင်းစောင့်ပြီးငါပြောတဲ့စကားတွေအားလုံးကိုနားထောင်ပြီးတော့မင်းလိုက်လို့ငါပြောတဲ့စကားတွေအကုန်လုံးကိုမင်းလိုက်လို့လို့အောင်မြင်သွားပြီးဆိုရင်တော့မင်းရဲ့အရင်ခန္ဓာကိုယ်ကိုပြန်လည်ရရှိလိမ့်မယ်။ဟုတ်ပြီဟုတ်ပြီဒါဆိုရင်တော့ခမ ्या ပြောတဲ့စကားကိုနားထောင်ပြီးခမ ्या ပြောတဲ့ပုံစံအတိုင်းပဲကျွန်တော်လုပ်မယ်ကျွန်တော်ရဲ့အရင်မူရင်းခန္ဓာကိုယ်ကိုပဲကျွန်တော်ပြန်လို့ချင်တယ်ကျွန်တော်ပြန်ပေးပါကောင်းပြီလေမင်းလုပ်ရမယ့်အလုပ်ကတော့အလွယ်လေးပဲ ရွာထဲကိုဝင်သွားပြီးသွားတဲ့အခါကျရင်ရွာထဲကလူတွေကိုအမင်းဖမ်းဆီးပြီးငှက်ရှီကိုခေါ်လာခဲ့ပေးရမယ်။အဒီလူတွေရဲ့သွေးတွေနဲ့မင်းရဲ့ကြောင်ကရစ်ပူစော်ပေးမယ်။ငါပူစော်ပွဲကျင်းပနေတဲ့အချိန်မှာမင်းငှနာမှာလုံးဝလာနေလို့မရဘူး။မင်းငါနဲ့ဝေးရမှာပဲသွားနေကြလား။ကဲသွားသွားသွားမင်းလောက်ဆရာရှိတဲ့အလုပ်ကိုစပြီးတော့လုပ်လို့ရပြီသွားတော့။ဒီလိုနဲ့တရေကြီးကလည်းရွာထဲကိုဝင်သွားပြီးနောက်မှာတော့လူတွေကိုလိုက်ဖမ်းပါတယ်လူတွေကတရေကြီးကိုတွေ့ရတဲ့အရန်ကိုကြောက်လန့်ကုန်ကြတာပေါ့ဘာကြီးလဲအဲ့ဒါဘာကြီးလဲဘာတူလဲ ရွာထဲကိုဘယားနေဘလို့ဖြစ်ပြီးတော့ဓာကြီးကဝင်လာရတာလေဟုတ်တယ်ဟုတ်တယ် तू ကတရေကြီးပဲကြောက်စရာကောင်းတဲ့တရေကြီးလေဘယားတရေရမှာလဲ तू ကမွေလေးမမြင်ဘူးလားမွေအေးဟုတ်တယ်တေချာကြည့်တရေတစ်ပိုင်းမွေတစ်ပိုင်းဖြစ်နေရလေဒါဆိုရင်တော့တရေမွေကြီးပေါ့မွေတရေကြီးကြောက်စရာကောင်းလိုက်တာဟဲ့ကြည့်ပါဦးဟဲ့အသားကလည်းမင်းရုပ်ကလည်းဆိုအတော်လေးကိုရုပ်ဆိုးတယ်နော်ကြောက်စရာကောင်းလိုက်တာဒါနဲ့နင်တို့အားလုံးသိလားမွေမဲတွေကတတော်လေးကိုအန်တရေများတယ်အစိုက်လည်းပြင်းတယ်တဲ့သူတို့တွေပေါက်လိုက်ပြီးဆိုရင်တော့အဲ့ဒီလူအသက်ရှင်ဖို့အတွက်ရာခိုင်နှုန်းအတော်လေးကိုနည်းသွားမှာ ဒါဆိုရင်တော့ငါတို့ဘာဖြစ်လို့ဒီမှာရက်ပြီးတော့သူ့ကိုကြည့်နေကြသေးရလဲအမြန်ပြေးလေကိုအတက်ကိုကောက်ွယ်စမ်းပါဒီအချိန်မှာမွေတရေကြီးကလူတယောက်ကိုဖမ်းသွားပါတယ်ကဲပေါင်းဗျာကဲပေါင်းကျွန်တော်လှုပ်ပေးပါကျွန်တော်မလှုပ်ပါနဲ့ကျွန်တော်လှုပ်ပေးပါကျွန်တော်လှုပ်ပေးပါဒီတရေလက်ထဲကလည်းကျွန်တော်ကဲပေးပါအောင်လှုပ်ပါကျွန်တော်ခမရောက်ဘာလို့ခဲမိလို့လဲဘာလို့ကျွန်တော်ကိုဖမ်းခေါ်သွားနေခဲ့ရတာလဲဒီလိုနဲ့ရွာသားတယောက်ကတော့တရေကြီးနဲ့အတူတူပါသွားခဲ့ပါပြီ ။တရကြီးကတော့ရွာသားတယောက်ကိုဖမ်းပြီးဇီယာကြီးကိုသွားပေးလိုက်ပါတယ်။အောက်လန်းဇီယာကြီးကအဲ့ဒီရွာသားကိုရစ်ပူစော်ပြီးနောက်မှာတော့သူရဲ့သွေးတွေနဲ့ပူစော်ပွဲကိုကျင်းပပါတယ်။ဒုခနာကောကသွေးတွေကိုထုတ်ပြီးတောက်လိုက်ပါတယ်။ပြီးတော့ပြောပါတယ်။ဒီနေ့တော်လေးအရသာရှိတာပဲပြေးဝသွားခဲ့ပြီ။လူရဲ့သွေးရတကယ်အယောင်ချိုတော့နဲ့ငါရဲ့ခန္ဓာကိုယ်တစ်ခုလုံးအေးချမ်းသွားတာပဲဒီလိုမျိုးပဲချိုပြီးလက်ဆက်နေတဲ့သွေးအများရန်ရနိုင်မယ်ဆိုရင်တော့ဘလောက်တောင်ကောင်းလိုက်မလဲအရင်နောက်မှာတော့ငါရဲ့စွမ်းအားတွေပို့ပြီးတော့ကြီးလာမှာပဲ မနက်မောလင်းတော်နဲ့မွေတရေကြီးကလည်းအောက်လန်းစီယာရှိရောက်လာပါတယ်။ခမည်းပြောတဲ့အတိုင်းကျွန်တော်လောက်ပြီးသွားပြီနော်။အခုကျွန်တော်ရဲ့ပုံစံကိုပြောင်းလဲပြီးတော့လေကျွန်တော်ပထမပုံစံအတိုင်းပြန်ဖြစ်ချင်တယ်။ဒါလောက်ကြီးအလွယ်တကူနဲ့ဖြစ်မယ်လို့မင်းထင်နေလား။နောက်ထပ်လူသားတွေအများကြီးကငါလိုချင်သေးတယ်။မင်းငါအတွက်နောက်ထပ်လူတွေအများကြီးကိုဖမ်းခေါ်လာခဲ့ပြီုံ။ကဲတော့အခုရွာထဲပြောင်းဝင်သွားပြီးငါအတွက်နောက်ထပ်ရွာသားတွေမင်းဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီ။ဒီလိုနဲ့မွေတရေကြီးကလည်းအရင်ပုံစံအတိုင်းသူရဲ့ခဏကိုကိုပြန်လို့ခြင်းနဲ့အကျော်အောက်လန်းစရာကြီးရဲ့စကားတွေကိုနားထောင်နေခဲ့ပါရဲ့ သူကလည်းရွာထဲကိုဝင်သွားခဲ့ပြီးအပြင်းမဲ့တဲ့ရွာသူရွာသားတွေအများကြီးကိုဖမ်းဆီးခေါ်ဆောင်လာခဲ့ပေးနေပါတယ်။အောက်လန်းစရာကြီးကတော့မွေတရဲကြီးကိုအတုံးချပြီးသူရဲ့စွမ်းအားတွေကိုဖြစ်တင်းနေခဲ့ရပုံလူသားတွေကိုရစ်ပူစော်ပြီးသူရဲ့သွေးတွေကိုတောက်တုံးပါတယ်။ရွာသူရွာသားတွေအကုန်လုံးကမွေတရဲကြီးကိုအရန်ကြောက်ရွံ့နေကြပါပြီ။အရီမွေတရဲကြီးကငါရဲ့သားလေးကိုဖမ်းခေါ်သွားခဲ့တယ်။ငါသားလေးကငငယ်လေးရှိသေးတာ။ငါငါသားလေးကိုသူ့ရဲ့လက်ထဲကနေလုံးဝမကယ်တင်ပေးနိုင်ခဲ့ဘူး။ ငါကလေးကို तू ဘာလုပ်လိုက်လဲမသိဘူး။ဦးလေးကလည်းဘာလို့ဒီလောက်တောင်မှစွန့်ရင်နေရတာလဲ။ तू ဘာမှဖြစ်မှာမဟုတ်ဘူး။ဒီမွေတရဲကြီးကဘယ်ကနေဘလို့ဖြစ်ပြီးရောရွာရောက်လာလဲမသိဘူး။ तू ဘာလို့လူတွေကိုခဏခဏဖမ်းဆီးခေါ်ဆောင်သွားနေရတာလဲ။ဘယ်သူကများသူ့ကိုအခုလိုဖြစ်အောင်လုပ်နေလဲ။နောက်တစ်ခါ तू ရွာကိုလာလို့ကတော့သူ့ကိုတစ်ခါနဲ့နှစ်ပိုင်းပိုင်းပြစ်လိုက်မယ်။မင်းတို့အားလုံးကအကြောင်းအတင်းပြောဆိုနေကြတာလားပြောစမ်းမအောင်။ဟုတ်တယ်ဟုတ်တယ်သူ့အကြောင်းပြောနေကြတာ။ခမရအကြောင်းပြောနေတာဘာဖြစ်လို့လဲ။ ဟဲ့မင်းခုနကတော့ကကြတော့သူ့ကိုအပိုင်းပိုင်းတခါတည်းလုပ်ပြမယ်ဆိုပြီးပြောနေခဲ့တာမဟုတ်ဘူးလားအခုပြန်ပြောလိုက်အောင်လေပါစပိုက်ထားစမှာမင်းဘလို့ဖြစ်နေရလဲယူသွားပြီလားငါကဒီတိုင်းပဲရှောက်ပြောနေအောင်မင်းတို့ကငါ့ကိုအပိုင်းပိုင်းပြတ်သွားအောင်လုပ်ပြမယ်ဟုတ်လားလွယ်ကူတယ်လို့ထင်နေလားမင်းတို့ငါ့ကိုအပိုင်းပိုင်းမလုပ်ခင်မှာမင်းတို့အသက်ကိုအရင်ဆုံးငါ့ရဲ့လက်ထဲကနေကာကွယ်ကြပါအောင်ဒီလိုနဲ့တရေကြီးကလည်းယူသားတယောက်ကိုထက်ပြီးဖမ်းဆီးခေါ်ဆောင်သွားပါရီနောက်တော့အောက်လန်းစရာကြီးရဲ့လက်ထဲမှာပေးအပ်လိုက်ပါရီလောက်ပေါများစွာကုံဆောင်သွားခဲ့ပါပြီ တရဲကြီးကတော့ဒီပုံစံအတိုင်းပဲအော်လန်ဆီယာကြီးအကြွအလုပ်တွေကိုလုပ်ပေးနေခဲ့ပါတယ်။ဘလို့ဖြစ်နေရလဲအော်လန်ဆီယာကြီးပြောတဲ့အတိုင်းကအားလုံးလုပ်ပေးခဲ့တယ်။သူ့လိုချင်တဲ့အတိုင်းရွာသားတွေအားလုံးခေါ်ပေးနေရတော့မှငါရဲ့ခနာကိုကဒီပုံစံအတိုင်းဖြစ်နေတော့ပဲဘာမှလည်းမပြောင်းလဲဘူး။ခနာနဲ့ရောဒီအော်လန်ဆီယာကြီးငါ့ကိုလှည့်စားနေရများလား။သူ့ရဲ့ရွယ်ချက်ကိုတော့ငါတိုက်ပြီးတော့သဘောမကျအောင်တခုခုမှားရွေးနေတယ်လို့ငါထင်တယ်။ဒီတိုင်းသူကတော့အော်လန်ဆီယာကြီးရှိကိုထွက်ခွာသွားခဲ့ပါတယ်။သူညိုင်မိုးချောက်အော်လန်ဆီယာကြီးစီသွားခဲ့တဲ့အခါမှာတော့အော်လန်ဆီယာကြီးကိုကြည့်ပြီးအာအသင်သွားပါတယ်။ ော်လန်စီယာကြီးကတော့ထင်မှပူစော်ပွဲလုပ်နေရမဟုတ်ဘဲနဲ့ရစ်ပူစော်ထားတဲ့သွေးတွေကိုတောက်တုံးနေကြတာပါဒါရီအလုံးကသူ့အတွက်သူ့လုံနေတယ်ဆိုတာရှင်းလင်းလွန်ပါတယ်နောက်တရဆိုလို့ရှိရင်တော့ငါရဲ့ကိစ္စတွေအလုံးပြီးသွားပြီငါစွမ်းအားတွေကကြီးထွားလာတော့မှငါအဲ့ဒီမွေကိုဘယ်လိုမျိုးလှည့်စားခဲ့လဲသူသိအောင်မသိဘူးငါသူ့အတွက်လုံနေရလို့ तू ကထင်နေတယ်ဒါရီအားလုံးငါအတွက်ငါလုံနေရပေါ့ဒီသွေးတွေကိုတောက်လိုက်တော့ငါရဲ့ခန္ဓာကိုအတော်လေးကိုပော့ပါပြီးလန်းဆန့်လာတယ်ခွန်အားတွေလည်းရတယ်ငါရဲ့ဒီအသက်အရွယ်ကြီးရင်းနေတဲ့ခန္ဓာကိုယ်ကြီးကိုစွန့်ခွာပြီးငယ်ရွယ်နှုတ်ပြမှုတွေကိုရရှိရမယ် ။သူငေါ့လှည့်စားနေကြတာပဲ။အခုမှပဲငါတို့အကြောင်းကောင်းကောင်းနားလဲတော့တယ်။အခုအမှန်တရားတွေအားလုံးသိသွားပြီဆိုတော့သူငေါ့လက်ထဲကနေလွတ်ဖို့မစင်းစားနဲ့။ သူဖြစ်ချင်တဲ့အရာတွေကငါဖြစ်ခွင့်မပေးနိုင်ဘူး။တရေကြီးကလည်းအော်လန်စီယာအရှိကိုသွားလိုက်ပါရယ်။ခမရပြောတဲ့စကားတွေအလုံးကျွန်တော်ကြားပြီးသွားပြီ။အမှန်တရားပါလဲဆိုတာကိုလည်းကျွန်တော်သိသွားပြီ။ဒါရီအလုံးသိသွားတဲ့အချိန်မှာကျွန်တော်ခမရအောင်မြင်ခွင့်ပေးမယ်လို့ခမရထင်နေလား။ခမရတကယ်ကိုကလိန်ကကျစ်ပဲဘာလို့အခုလိုလုပ်ရတာလဲ။ဟုတ်တယ်။ငါကတော့လုံစီယာရှိတာကိုဆက်လုပ်မှာပဲမင်းဘာပြောပြောကြီးမဆိုင်ဘူး။မင်းကငါလိန်ပြောခဲ့လှည့်စားခဲ့တယ်ဘာဖြစ်လဲ။အဲ့ဒီတော့ငါနည်းနည်းလေးအောင်နောင်ကြမရဘူး။ဒါရီအလုံးငါအတွက်ငါလုပ်ခဲ့တာ။ ခမရဲ့အရွယ်ချက်တွေအောင်မြင်ပြီးဆိုရင်တော့ကျွန်တော်ခန္ဓာကိုယ်ကျွန်တော်ပြန်ပေးရုံလေးမပေးပါဘူးလို့ပေးရမှာလဲဒီခန္ဓာကိုယ်တဝက်ငါရှိမှရှိနေသမျှမင်းကငါပြောတဲ့စကားတွေကိုနားထောင်ပြီးငါအလုပ်ကိုလုပ်ပေးနေမှာပဲလေ ဒီအချိန်မှာတရေကြီးကစိတ်ဆိုးဒေါသထွက်လွန်တဲ့အတွက်ပိုးပြီးအသားမဲသွားပါတယ်။သူကအစိတ်တွေလည်းတော်တော်လေးပြင်းနေပါတယ်။ဒီနောက်နှစ်ယောက်သားအချင်းချင်းရန်တွေဖြစ်ကြပါတယ်။သူကအောက်လန်းဆရာကြီးကိုကြိုက်ပြလိုက်ပေးမယ်။အောက်လန်းဆရာကြီးကတော့ဘာမှမဖြစ်ပါဘူး။ရံဖြစ်ရင်ရံဖြစ်ရင်မနမောလင်းသွားခဲ့ပြီးသူတို့နှစ်ယောက်လုံးရွာတွေကိုရောက်လာကြပါရဲ့။ရွာသူရွာသားတွေကလည်းထူးဆန်းလွန်တဲ့မြင်ကွင်းကြောင့်အားလုံးအံ့အားသင့်ပြီးလာကြကြတာပေါ့။မင်းကငါလက်ကိုသွေးစွန့်စေခဲ့တယ်။အပြင်းမဲ့တဲ့သူတွေကိုဖမ်းဆီးစေခဲ့တယ်။ မင်းအားသူရဲ့သွေးတွေကိုတောက်တုံးနေခဲ့တဲ့အဖြစ်သားပဲဒီနေ့မင်းကိုငါတခါရဲအဆုံးသတ်ပေးလိုက်မယ်မင်းရဲ့ရွေချက်တွေပဲတော့မှမအောင်မြင်စေရဘူးနေမသေးခင်မှာငါ့ရဲ့ခန္ဓာကိုယ်တဝက်ကိုပြန်ပေးပြန်ပေးစမ်းရွာသူရွာသားတွေကအောက်လန်းဆရာကြီးကိုတီးပါတယ်သူအရင်ကျုံးကလည်းဒီလိုအလုပ်တွေကိုလုပ်နေတုံးပါရွာသူရွာသားတွေကလည်းအောက်လန်းဆရာကြီးကိုဒီအကြောင်းတွေလုပ်နေရကိုတီးတော့ရွာကနေမောင်းထုတ်ပြစ်ခဲ့ကြတာပါ အရင်တစ်ခေါက်လည်းအဲ့လိုပဲလုပ်ခဲ့တယ်အခုလည်းထက်လောက်တာဆိုတော့သူ့ကိုလှုပ်ပေးလို့မရတော့ဘူးလှုပ်ပေးရင်နောက်လည်းလုံမှာငါတို့သူ့ကိုမလှုပ်ပေးနိုင်ဘူးဒီအချိန်မှာရာသီဥတုအချိန်တွေပြောင်းလဲလာခဲ့ပြီးမိုးကြော်တွေပြစ်ချလာပါတယ်အော်လန်ဆရာကြီးကတော့လက်နှစ်ဖက်အလုံးကိုအပေါ်မြောက်ပြီးတော့သူ့ရဲ့စွမ်းအားတွေပိုကြီးလာအောင်လုပ်နေပါတယ်တရေကြီးကတော့အနီးနားမှာရှိတဲ့ပစိုင်းကိုယူပြီးသူ့ရဲ့လက်နှစ်ဖက်လုံးကိုခုတ်ပြလိုက်ပါတယ်သူ့ရဲ့နေရာမှာပဲကွေဆွကွယ်လွန်သွားပါတယ် တိုးသေးသွားတဲ့အချိန်မှာမွေကတော့ပုံစံပြန်ပြောင်းသွားပါတယ်။တရက်ခါကတစ်ခုလုံးကမွေဖြစ်သွားပါပြီ။သူလည်းပြောရွှင်စွာနဲ့တော့ထည့်ပြောင်းဝင်သွားပါတယ်။ဟုတ်ကဲ့ပါရှင်။ဒီကနေ့တင်ဆက်ပေးသွားခဲ့တဲ့ပုံမြင်လေးကတော့ဒီအထိပါပဲ။အခုလိုမျိုးစိတ်ဝင်စားဖွယ်ရာတရေပုံမြင်လေးတွေကိုကြည့်ကြတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့အတူတူပြန်လာခဲ့ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။